ောက်စိမ်းလုပ်ငန်းရှင်ရဲ့အင်ဂျီငလင်းချောင်းပြိုကျချိန်မှာတန်းနေချီတဲ့ကြောက်စိမ်းတို့တွေကိုမပြောက်အောင်နေရောညပါအိမ်ဆောက်ပေးခဲ့တဲ့ဝန်ထမ်း အားလုံးပဲမိကလာပါဆယ်ဒီတိုင်းမျိုးပေးကနေပြန်လေးကြိုဆိုလိုက်ပါရီမန္လိမာရှိတဲ့အိမ်တဲအေးကကြောက်စိမ့်တွေကိုတန်တဲချီပြီးတော့ထားထားတဲ့အိမ်ဖြစ်ပြီးငလင်ပေးကြောင်အိမ်ကြီးကပြုတ်သွားခဲ့ရပါရီငလင်ကြောင်ပြုတ်သွားတဲ့အိမ်မှာဘယ်သူမှမနေရတော့ပေမဲ့လေရိုးသားတဲ့ဝန်ထမ်းကတော့ရပ်ပေါင်းများစွာကြောင်အောင်အိမ်ဆောက်ပေးခဲ့တာကြောင့်ပစ္စည်းတွေမပြောင်းရှာခဲ့ပါဘူးဒါကြောင့်ကြောက်စိမ့်လုပ်ငန်းရှင်တတိကြီးကရိုးသားတဲ့ဝန်ထမ်းလေးကိုဂေါ်ပြုတ်တဲ့အနေနဲ့ထိုက်တဲ့တက်တဲဆူချခဲ့ပါရီရိုးသားတဲ့ကောင်ကဘယ်တော့မှမပြောက်ဘူးဆိုတဲ့စကားအတိုင်းသူ့ရဲ့ရိုးသားမှုကတော့ကြားရသူတိုင်းကိုချီးကျူးစရာဖြစ်သွားစေခဲ့ပါရီ ။နန်းလေးကကြောက်စိလုပ်ငန်းရှင်ရဲ့အိတ်ကငလင်ကြောက်အိမ်ပြိုတဲ့ချိန်မှာဘာဖြစ်စီမမြူနိုင်တော့ပါဘူး။ကြောက်စိတို့တွေကလည်းတိုက်အောင်မှာပဲပြိနေခဲ့ပြီးတော့ထိုးယူဖို့လည်းမလွယ်ပါဘူး။အိမ်ကြီးမှလည်းဆက်နေလို့မဖြစ်တဲ့ချိန်မှာပဲသူတို့ရဲ့အိမ်မှာနေထိုင်နေလောက်ဖို့ကိုင်ဘက်ကအိမ်ကိုသူဆောက်ပေးပါမယ်လို့ပြောလိုက်ပါရီ။ ဒါကြောင့်ကြောင်စည်းလုပ်ငန်းရှင်တို့မိသားစုတစ်စုလုံးသာမကအင်ကူတွေရော ခွေးတွေကိုပါခေါ်ပြီးတော့ပြူးလင်မှာသွားနေကြပါရင်အဲ့ချိန်တော့ကနောက်ဆက်တွဲငလင်းတွေကဇက်တိုက်လုပ်နေသေးတာဖြစ်လို့ဘယ်သူမှမနေရဲပဲအခြားနေရာမှာသွားနေကြရတာပါ။နေ့ရက်လောက်ကြာတဲ့အချိန်မှာငလင်းထလုံးတော့အင်ရဲ့ဒုတိယတက်ကဟသွားခဲ့ပြီးပစ္စည်းတွေကိုဝေယူလို့ရတဲ့နေရာလေးဖြစ်သွားခဲ့ပါရင် အင်္ဂါဆောက်ပေးနေတဲ့လုပ်ဖို့ကိဘက်ကဖုံးဆက်ပြီးတော့ပစ္စည်းတွေယူလို့ရကြောင်းလက်ပြောတာကြောင့်ပစ္စည်းတွေတွားယူခဲ့လို့ရခဲ့ပါတယ်။ကြောက်စိမ့်တွေတန်းနဲ့ချီပြီးတော့ရှိတဲ့အိမ်မှာရိုးသားတဲ့ဝင်တဲ့လေကဘာပစ္စည်းတခုမှမယူဘဲနဲ့ဆောက်ပေးနေခဲ့ပေဘယ်ကုန်မှမသွားပါဘူး။ဆောက်ပေးမဲ့သူရှိတာကြောင့်အိမ်နောက်ကဘသူကမှလည်းမကက်ရဲကြပါဘူး။အိမ်ဖြူရဲချေရောက်လာချိန်မှသာကောင်းတဲ့ပစ္စည်းတွေကိုအကုန်ကောက်သိမ်းပေးထားသေးတဲ့ပြင်ရက်ကွက်ကပေးတဲ့စားစရာတွေထောက်ပံ့ခြင်းတွေကိုလည်းတိတ်ထားပေးပါသေးတယ်။ဒီလိုသစ္စာရှိတဲ့မိတ်ဆွေကြောင့်ပဲတိမ်မောင်းတိမ်းနဲ့ချီတဲ့တန်ကြီးရှိတဲ့ကြောက်စိမ့်တစ်ထည့်ရဲ့အိမ်မှာဘာပစ္စည်းမှမပြောင်းရှာခဲ့ပါဘူး။ အခြားသောအိမ်တွေမှာလူမရှိရဲ့ပစ္စည်းတွေကိုဝေယူတတ်သူတွေရှိပေမဲ့လည်းနေရောညပါစောင့်ပေးသူရှိလို့သူတို့ရဲ့ပိုင်ဆိုင်မှုတွေကမဆုံးရှုံးသွားခဲ့ပါဘူး။ဒါကြောင့်အကြောင်းစိတ်ပိုင်ရှင်တတိတွေကယူသားတဲ့လူဖို့ကိန်းဘက်ကောင်းကိုငွေ၁၇သိန်းနဲ့ရွှေလက်စွပ်တစ်ဝန်းကိုကျေးဇူးဆက်လိုက်ပါတယ်။ ကျောင်းစိတ်တွေကိုတန်ချီပြီးတော့ပိုင်ဆိုင်ထားတဲ့တတိဟာဒီလောက်ပဲကျေစွတ်နိုင်နေဆိုပြီးတော့နဲတယ်လို့ဝေဖန်ကြပေမဲ့လေသူတို့ရဲ့အလုပ်ကရက်တက်နေရတာဖြစ်လို့အလုပ်တွေဆေးပြေတဲ့အခါဒီတဲ့ဘက်ကကျေစွတ်တုတ်ပြဲသွားမှာပါအိမ်ပိုင်ရှိကျောင်းစိတ်တတိကတော့ဒီလိုသစ္စာရှိတဲ့ဝန်ထမ်းကိုဘယ်တော့မှလက်တွဲဖြုံမှာမဟုတ်ဘူးလို့ဆိုပါရီတန်ဖိုးကြီးတွေကျောင်းစိတ်တွေကိုသူတို့ရဲ့ဆွေမျိုးတွေတောင်မှမဆောက်ရှောက်ပေးနိုင်တဲ့အချိန်မှာသူ့မတော်သားမဆက်တဲ့လူဖော်ကိုင်ဘက်ကဆောက်ရှောက်ပေးခဲ့တာပါရက်ွက်ကလာပေးတဲ့စားစရာတွေနဲ့ထောက်ပံ့ငွေတွေကိုတောင်မယူဘဲတင်ထားပေးတဲ့အချိန်သူတပားရဲ့ပစ္စည်းကိုမမတ်မောခဲ့ပါဘူးနောက်ဆက်တွဲငွေ နေစက်တိုက်လုပ်နေတဲ့အချိန်မှာအသက်နဲ့ရင်ပြီးတော့ဆောက်ရှောက်ပေးခဲ့ပေမဲ့လည်းသူ့ဘက်ကတော့ဘာမှမျှော်လင့်မထားပါဘူး။ဒါကြောင့်မယိုးဖြောင်းတဲ့သူတွေကလည်းရှိနေသလိုယူသားမှုကိုတံမိုးထားတဲ့ဒီလိုလုပ်ဖို့ကြိုင်ပဲမိတ်ဆွေတွေကလည်းရှိနေပါသေးတယ်။တိမ်မောင်များစွာတန်နေကြောက်စိမ့်တွေကိုမပြောင်းပြန်အောင်ဆောက်ရှောက်ပေးထားတဲ့ဝန်ထမ်းရဲ့ယူသားမှုကိုပြိတက်ကြီးရောသဘောကျရလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုပါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့တွေမှာလည်းစိတ်ဝေစားစရာကောင်းတဲ့စယ်နီနေနုပညာရှင်တွေရဲ့ဒိတ်နဲ့တူပြန်လာခဲ့ပါဦးမယ်ရှင်။ဒီနေ့ရောလောင်းနေပဲနှုတ်ဆက်ခဲ့ကြပါတယ်။အာဘိနာစင်ရဲ့ ခဲ့ကြတဲ့ပြည်သက်တယောက်ချစ်စီတိုင်းကိုကျေးဇူးတို့တင်ရှိပါရရှင်